မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိတော်နေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ပါမှကန္နာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဂလာတိဩဝါဒစာခန်းကြီး1အပိုင်ငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ခရစ်တော်ဤယေရှုအပြင်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမြောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသောဧဝံဂေလိတရားကိုခံယူကြရသောကြောင့်ငါသည်အံ့ဩခြင်းရှိ၏ဒီနေရာမှာ ရှင်ပေါလုကဂလာတိအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုအခြားသောဧဝံဂေလိတရားကိုခံယူတဲ့အတွက်အံ့ဩတဲ့အကြောင်း ဖော်ပြတာတွေ့ရပါတယ်အခြားသောဧဝံဂေလိတရားဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုကျွန်တော်တို့ကောင်းစွာ သိဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဧဝံဂေလိတရားဆိုတာ ယေရှုခရစ်တော်ပါမယေရှုခရစ်တော်အားဖြင့်သာလင် ဖြစ်တဲ့တရားပဲဖြစ်ပါတယ်ယေရှုခရစ်တော်ကကျွန်တော်၏အပြစ်အတွက်အသေးခံနဲ့သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ကောင်းကင်ကို တက်ကြွားတယ်ဒီအကြောင်းအရာပါမဧဝံဂေလိတရားလို့ခေါ်ပါတယ်မဟုတ်ဘဲနဲ့လူတိုင်းကိုဘုရားသခင်ကချစ်တယ်လူတိုင်းကကယ်တင်ခြင်းရနိုင်တယ်ဘုရားသခင်ကလူတိုင်းကိုပြစ်ပယ်မှာမဟုတ်ဘူးဘယ်ပါတာပဲကိုးကွယ်ကိုးကွယ် ဘုရားခင်ရဲ့မေတ္တာတော်ကြောင့်ကယ်တင်ခြင်းရနိုင်တယ်ဆိုတဲ့အဲ့ဒီလိုမျိုးတရားကတော့အခြားသောဧဝံဂေလိတရားဖြစ်ပါတယ်ဒါတွေမကသေးဘူးယေရှုကိုလည်းယုံရမယ်ကိုကလည်းအေးပြားလှိတာတို့ဥပုသ်ဆောင်တာတို့အသားငါရှောင်တာတို့မှစပြည့်ညတ်တရားကိုစောင့်ရှောက်ရမယ်ဒါမျိုးကလည်းအခြားသောဧဝံဂေလိတရားဖြစ်ပါတယ်သခင်ယေရှုခရစ်တော်လှုပ်ပေးတဲ့အလုံးစုံကယ်တင်ခြင်းအဲ့ဒီကယ်တင်ခြင်းကိုတနည်းနည်းနဲ့ ပို့ရအောင်လုပ်တာဒါမှမဟုတ်ရင်လဲပေါင်းဆက်တာဒါမှမဟုတ်နှုတ်ပစ်တာ တခုခုလုပ်တယ်ဆိုရင်အဲ့ဒါကိုအခြားသောဧဝံဂေလိလို့ခေါ်ပါတယ်ခရစ်တော်လှုပ်ပေးတဲ့အရာကိုဘယ်သူမှမလုပ်နိုင်ပါဘူးဘုရားသခင်ကကျွန်တော်တို့ကိုလက်ဆောင်အဖြစ်ပေးတဲ့ဒီကယ်တင်ခြင်းတရားကလူအားဖြင့်ကြိုးစားလို့မရနိုင်ပါဘူးကိုချင်းတရားအားဖြင့်လည်းမရဘူးကောင်းမှုကုသိုလ်နဲ့လည်းမရဘူးဒါကိုကျွန်တော်တို့ကောင်းကောင်းသိပြီးတော့မှယေရှုခရစ်တော်တပါးဒီတာလေး ကျွန်တော်တို့အတွက်ကယ်တင်သောအရှင်ဖြစ်တဲ့ယေရှုမှတပါအခြားမရှိယေရှုခရစ်တော်သည်ကျွန်တော်တို့အတွက်လုံးဝဂျေစုပြုသောကယ်တင်ရှင်ဖြစ်တဲ့ဒါကိုကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ဖို့လိုပါတယ်ယေရှုလည်းလိုတယ်ကိုကလည်းကြိုးစားရမယ်ဆိုတဲ့အတွေးခေါ်မျိုးမရှိရပါဘူးအဲ့ဒါဆိုရင်အခြားသောဧဝံဂေလိတရားပဲဖြစ်ပါလိမ့်မယ်တကယ်ယေရှုခရစ်တော်ကကျမ်းပါစေမယ်ချမ်းသာစေမယ်အောင်မြင်စေမယ်ဆိုတဲ့အရာလောက်ပဲကျွန်တော်တို့ ဘောထားနေမယ်ဆိုရင်လေဒါဟာဧဝံဂေလိတရားလို့ပြောလို့မရပါဘူးယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားကကြံမာဖို့ချမ်းသာဖို့အစဉ်ပြေဖို့အောင်မြင်ဖို့ဆိုတဲ့ဒီလောကလိုအပ်ချက်တစ်ခုတည်းတင် မဟုတ်ပါဘူးအဲ့ထက်ပိုလွန်ပြီးကျွန်တော်တို့ကိုအပြည့်ရဲ့စီရင်ခြင်းကနေလွတ်မြောက်စေခြင်းအဲ့ဒါပါမဧဝံဂေလိတရားကပြည့်စုံပါတယ်ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်တို့ကဧဝံဂေလိတရားလို့ပြောရင် ဒါကတည်င်းကောင်းတည်င်းကောင်းမျိုးမျိုးရှိပေမဲ့ကျွန်တော်နားလေထားရမယ့်တည်င်းကောင်းကယေရှုခရစ်တော်အားဖြင့်အပြစ်ငရဲမှကယ်ချွတ်ခြင်းချမ်းသာကိုရသောတည်င်းကောင်းဖြစ်ရပါမယ်။စီးပွားလက်လာပတက်တဲ့တည်င်းကောင်းမဟုတ်ဘူး။ကြွယ်ဝချမ်းသာတဲ့တည်င်းကောင်းမဟုတ်ဘူး။အနာရောဂါငြိမ့်စေတဲ့တည်င်းကောင်းမဟုတ်ဘူး။အဲ့ဒီထက်ပိုလွန်တဲ့ချိန်ချင်းအမင်္ဂလာကနေလွတ်မြောက်တဲ့တည်င်းကောင်းဖြစ်ပြီးတော့အဲ့ဒီတည်င်းကောင်းက လူဘက်ကနေစ조사เสียမလို့ပဲဖျားသခင်ဘက်ကနေယေရှုခရစ်တော်အားဖြင့်လှုပ်ပေးသောအရာဖြစ်တယ်အဲ့ဒါမှတကယ်ဧဝံဂေလိတရားဖြစ်ပါတယ်ဧဝံဂေလိတရားလို့ပြောပြီးတော့မှသခင်ယေရှုခရစ်တော်ကိုတရားရာဂိုင်တို့အမိမပြုဘူးသခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းထမြောက်ခြင်းကောင်းကင်ကိုတက်ကြွခြင်းကိုမေ့မိန်စေတဲ့အရာမှန်သမျှဟာအခြားသောဧဝံဂေလိတရားဖြစ်ပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါれဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းရဲ့အသက်တာကိုကရရှင်စကားပြောပါ ခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးကိုလည်းပေးပါအထူးသဖြင့်ယေရှုခရစ်တော်ပေးတဲ့ဝါမြောက်ဖွယ်တည်င်းစကားတည်းဟုသောကဲတင်ချင်းတရားကိုတည်တည်ချာချာနားလည်ပြီးအခြားသောဧဝံဂေလိတရားနောက် ပါမသွားစေဖို့ကြွယ်ကပေးပါ ်ယေရှုခရစ်တော်တပါးရီသားလင်ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုသိမြင်စေရုံသာမကတရားရဂိုင်းတော်လုံးဝကိုးစားအနံ့တော်သူဖြစ်စေပါယေရှုတင်လျက်တနေ့တာကိုယေရှုခရစ်တော်နာမ၌ဆက်ကအနံ့ဆုတောင်းပါ၏အာမင်